အပယ် website ကနေပြီးတော့တို့တရားဝင်ပြောထားတဲ့အကြောင်းအရာလေးကျွန်တော်ပြပပေးမှာဖြစ်ပါတယ်။ screen and protector ပေါ့နော် screen protector ရဲ့ screen ကရဲ့ကျွန်တော်တို့ကတ်ကြတယ်။ကတ်တဲ့ချိန်မှာကြတော့အားသာချက်နေနဲ့ပါရှိတဲ့ဆိုရှင်အဆုံးထင်းနေမဖြစ်ဘူးကျွန်တော်တို့လက်ဝေတွေမထင်ကြဘူးပေါ့နော်ကောင်းတဲ့အချက်လေးတွေပေါ့မကောင်းတဲ့ချက်ကကြတော့ အာကာလာအကျူရစီဘိုင်းနဲ့ပတ်သက်ပြီးတော့ကာလာတွေကယော့သွားတယ်ကာလာတွေယော့သွားတယ်ကာလာမှမနာမျိုးတွေဖြစ်တတ်တယ်သူကစခွင်ကကတ်ထားတဲ့အတွက်ကြောင့်သူကကျွန်တော်ပြန်ခွာတဲ့ချိန်ကြလို့ရှိရင်ဒီ display မှာကုတ်တင်လေးတွေကွာကျသွားနိုင်တယ်အကွက်လေးတွေဖြစ်နိုင်တယ်ဗောနော်အာ body cover လေးတက်ကြတယ် body cover တစ်ချင်းအဖြစ်ကကြတော့ကျွန်တော်တို့ body အတွက်အပွန်းစင်းတွေထားနိုင်တယ်အဖြစ်ရာတွေပါလည်းမဖြစ်တော့ဘောနော်ဒါကတော့ကောင်းတဲ့ချက်ပေါ့မကောင်းတဲ့ချက်ကကြတော့ဘယ်လိုဖြစ်မလဲဆိုတော့ဒီဟာ body cover တက်လိုက်တဲ့အတွက်ကြောင့်ဒီဆက်ရဲ့ performance မှာ performance မှာ အာတာမဟီထွက်တဲ့ချိန်နေကြရရှင်အပူကပို့ပြီးတော့ပူလာနိုင်တယ်ပေါ့နော်ဆက်ကပို့ပြီးတော့ heat တက်တယ် body cover တက်ထားတဲ့အထွက်ကြောင့် heat တက်တယ်ပြီးလို့ရှင်ဒီ monitor screen နဲ့ဒီ keyboard ကြားတွေကဟာလေး spacing လေးကရှင်းတဲ့အတွက်ကြောင့် body ပိတ်တဲ့ချိန်ကြရရှင်ကျွန်တော်တို့အနေနဲ့ monitor ကိုဖိမိသွားတာတော့နောက်ပြီးရင်အံမကျတာတော့ဘာလို့ဖြစ်တတ်တယ်အဲ display damage တို့ဘာလို့လဲဖြစ်နိုင်ရရှိတယ်ပေါ့နော်အဲ့ဒီ body cover လေးတက်တာကနောက်တစ်ချက်ဒီ display နဲ့ keyboard ကြားလေးထဲမှာကျွန်တော်တို့က silicone လေးနောက်တစ်ထပ်ခံလိုက်ရတဲ့အတွက်ကြောင့် keyboard protector လေးကျွန်တော်တို့ခံထားရ တဲ့ကြောင့် display နဲ့ keyboard ကြားမှာအဝင်ခွင့်ကြမဖြစ်တော့ဘူးပေါ့နော်။တို့က MacBook တွေပါရတခါလေ laptop တွေပါရထုတ်ပေးထားတာတို့ one hand တွေပါလည်းဖွင့်လို့ရတယ်ဗျ။ထုတ်ပေးထားတာဘယ်လိုလဲဆိုတော့တို့အဖိတ်ဖွင့်လုပ်တဲ့ခါမှာလည်းတို့အတွက်လုံးဝကွက်တီးကြအောင်တို့ကလုပ်ပေးထားတယ်။အဲ့တော့မှကိုက protector silicon လေးအဲ keyboard protector လေးခံလိုက်တဲ့အတွက်ကြောင့်ဂျားထဲမှာ spacing တစ်ခုအနေနဲ့တိတိလေးဝင်သွားပြီးတော့အဲ့ဒီတိတိလေးကဘာဖြစ်သွားလဲဆိုလို့ရှိလို့ရှင်ကျွန်တော်တို့ display နဲ့ keyboard ကိုဖိမိသွားတာတို့ပြီးရင် display မှာ အာအလင်းပပုံစံမျိုးဟိုအဖြူကွက်တွေတော့ဗာ display damage ဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကမတ်ဘုတ်တွေအသုံးပြုမယ်ဆိုလို့ရှိရင် body cover တို့အာ screen gas တို့ပြီးလို့ရှိရင်အဲ့လိုမျိုး တခြားမလိုအပ်တဲ့ပစ္စည်းတွေမတက်ဘဲနဲ့အသုံးပြုတာပိုကောင်းတယ်နောက်တစ်ချက်ကအာမတက်လဲသုံးလို့ရှိရင်ဒီကောင်တွေကလုံးဝရုပ်ထွက်ပြီးသားမတက်ဘဲသုံးလို့ရှိရင်သူ့ရဲ့ body တွေကအများသောအားဖြင့်ကြာရှည်ခံတယ်ကြာရှည်လက်ခံတယ် ပြီးရင်တိတ်ပြီးတော့ how why ဆိုတာမရှိဘူးဗျာဒီတိုင်းကျွန်တော်တို့ဒီကောင်လေးဆိုတော်တော်နှစ်ကြာနေဒီ laptop ဆိုရင်ကျွန်တော်2015 Pro လားမသိဘူးအခုထိအသုံးလို့လုံးဝ fine နေသေးပဲအားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်